မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ထရမ့်ပူတင်ဇလန်စကီတီးကြစီဆွေးနွေးမှုမတိုင်မီရုရှားကယူကရိန်းပေါ်အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်အမေရိကန်သမ္မတအောင်ဂျိုးဘိုင်ဒန်ဟာအယိုးအထိပြန့်နှံ့နေပြီဖြစ်တဲ့ပြင်းထန်စီးကျိတ်ကင်ဆာကုသမှုခံယူနေရပါတယ်အစ္စရေးစစ်တပ်ကဂါဇာတခွင်မြေပြင်ထိုးစစ်စတင်မယ်လို့ကြေညာပြီး နိုင်ပိုင်းကြမှာပဲရိတ်ခါအခြေခံပမာဏပေးဝင်မယ်လို့ထပ်မံထုတ်ပြန်ပါတယ်။ထရမ့်ပူတင်ဇယ်လန်စကီခေါင်းဆောင်၃ယောက်တီးကြားစီဖုံးဆက်ဆွေးနွေးမှုမတိုင်မီရုရှားကယူကရိန်းပေါ်စစ်ပွဲကာလတလျှောက်အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တိုက်ခိုက်မှုအတွင်းမှာအမျိုးသမီးသူတေဆုံးပြီးတော့နေအများပြားပျက်စီးသွားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားသမ္မတဗလာဒီမာပူတင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီတို့နဲ့မေလ16ရက်နေ့မှာတီးကြစီဖုံးဆက်ဆွေးနွေးမယ်လို့ထုတ်ပြန်ထားပါတယ်။ထရန့်ကပူတင်နဲ့မေလ16ရက်နေ့အရှေ့ပြားစံတော်ချိန်နာနဲ့10နာရီမြန်မာစံတော်ချိန်ည8နာရီခွဲမှာဖုံးပြောမှာဖြစ်တယ်လို့သူ့လူမှုကွန်ရက် True Social မှာတင်ထားပါတယ်။တပတ်တပတ်ရုရှားနဲ့ယူကရိန်းစစ်သား9000ကျော်လောက်သေဆုံးစေတဲ့သွေးချောင်းစီးမှုကြီးကိုရပ်တန့်ဖို့နဲ့ကုန်သရေးအတွက်ဆွေးနွေးမှာဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်စကီပြင် NATO အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်အနေနဲ့ပါဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်လို့လည်းရေးသားထားပါတယ်။ပူတင်နဲ့ထရန့်တွေ့ပြီးရင်ဗြိတိန်ပြင်သစ်ဂျာမနီပိုလန်ခေါင်းဆောင်တွေလည်းထရန့်နဲ့စကားပြောဖို့စီစဉ်ထားတယ်လို့ဂျာမန်အဓိပတိဖရိုက်ဒရစ်မတ်ကပြောပါတယ်။ဒီခေါင်းဆောင်လေးဦးဟာပြီးခဲ့တဲ့ပတ်က KF ကိုအတူလာရောက်ခဲ့ပြီးတော့ရုရှားပေါ်အရေးယူပိတ်ဆို့မှုသစ်ချမှတ်ဖို့ရာအမေရိကန်မှာထောက်ခံပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။မေလ18ရက်နေ့တညာလုံးလေချောင်းသတိပေးတန်ရင်ညံနေခဲ့ပြီးမှာ ဆက်ရှိနေ့မနက်၈နာရီကစလို့ရုရှားဟာယူကရိန်းမြို့တွေကို drone 283စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းလေတပ်ကအတည်ပြုပါတယ်။ဒါဟာစစ်ပွဲ၃နှစ်ပြည့်ချိန်ဖေဖော်ဝါရီလတုန်းကရုရှားတိုက်ခိုက်တဲ့ drone အရေတော်ရဲ့စံချိန်ကိုချိုးဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဇယ်လန်စကီဟာမေလ18ရက်နေ့ကပုံရံမင်းသစ်တင်မြှောက်ပွဲတက်ရောက်ဖို့လာရောက်ရင်းနဲ့ရောမမြို့မှာအမေရိကန်ဒုတိယသမ္မတ JD Vance နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ ထရန့်ကအပြည့်ရဖို့ပြားပေးချိန်မှာယူကရိန်းနဲ့ရုရှားကိုယ်စားလှယ်တွေဟာ၃နှစ်ကျော်ကာလအတွင်းပထမဆုံးချိန်ဖြစ်တောက်ကြာနေကတူရကီမှာမြန်မာချင်းဆိုင်တွေ့ဆုံခဲ့ပါတယ်။အကျဉ်းသားတထောင်လဲလှယ်ဖို့သဘောတူခဲ့ပေမဲ့ရုရှားတောင်းဆိုတဲ့စီကံချက်တွေကြောင့်အပြည့်ရဖို့တော့အဆင်မပြေခဲ့ဘူးလို့ယူကရိန်းဘက်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ President Trump позиция по Крыму известна. အသက်82နှစ်ရှိပြီဖြစ်တဲ့ American သမ္မတဟောင်း Joe Biden ဟာအယိုးအထိပြန့်နှံ့နေပြီဖြစ်တဲ့ ပြင်းထန်စီးကျိတ်ကင်ဆာကုသမှုခံယူနေရတယ်လို့သူ့ရုံးဖွဲ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်စီလန်းချောင်းပြဿနာတွေအတွက်ပြီးခဲ့တဲ့ဘက်ကစစ်ဆေးခဲ့ပြီးတောက်ကြနေကစပြီးကုသမှုခံယူနေရတာလို့သိရပါတယ်။စီကျိတ်ကင်ဆာအဆင့်သတ်မှတ်ချက် Glisten score အဆင့်30အထိရှိတဲ့နေရာမှာအဆင့်9အင်မတန်ပြင်းထန်တဲ့အဆင့်ခံစားနေရတာလို့ဆိုပါတယ် ကုသမှုခံယူရင်တောင်မှအသက်ရှင်နေမှု34ရာခိုင်နှုန်းသာရှိပြီးတော့43ရာခိုင်နှုန်းဟာဒီကင်ဆာနဲ့23ရာခိုင်နှုန်းဟာအခြားအကြောင်းတွေကြောင့်သေဆုံးလေရှိပါတယ်။ဘိုင်ဒန်ရဲ့မိသားစုကတော့ကုသမှုဆိုင်ရာရွေးချယ်ရမယ့်နီးလန်းတွေကိုသုံးသပ်နေစေဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သမ္မတဟောင်းဘားရက်အိုဘားမားဒုတိယသမ္မတဟောင်းကမလာဟဲရီတို့ကတော့ဘိုင်ဒန်အတွက်ဆူတောင်းပေးခဲ့ကြပါတယ်။ကင်ဆာဟာအရိုးတဲ့အထိပြန့်ရင်တော့ကုသလို့ပျောက်ကင်းနိုင်တဲ့ကင်ဆာလို့ မှတ်ယူလို့မရတော့ကြောင်းဒါပေမဲ့ကနဦးကုသမှုမှာအခြေအနေကောင်းရင်တော့နှစ်ပေါင်းများစွာအသက်ရှင်နိုင်ကြောင်းစီးကျိတ်ကင်ဆာအထုကူတမားတော်ကြီးလည်းဖြစ်တဲ့အမေရိကန်ကင်ဆာအဖွဲ့ကြီးကတိတ်ပန်ဆိုင်ရာအရာရှိချုပ်ဒေါက်တာဝီလျံဒါဟော့ကသုံးသပ်ထားပါတယ်ဘိုင်ဒန်ရဲ့သားကြီးဖြစ်သူဘိုးလို့လူသိများတဲ့ဂျိုးဘိုင်ဒန်သုံးဟာလဲအုံနောက်ကင်ဆာနဲ့2015ခုနှစ်ကဆုံးမခဲ့တာဖြစ်ပါတယ်ခင်ဗျာ အစ္စရေးစစ်တပ်ကဂါဇာတခွင်မှာကျယ်ပြန့်တဲ့မြေပြင်ထိုးစစ်စတင်မယ်လို့ကြေညာပြီး နိုင်ပိုင်းကြာမှာပဲရိတ်ခါအခြေခံပမာဏပေးဝင်မယ်လို့ထပ်မံထုတ်ပြန်ပါတယ်ဂါဇာကမ်းမြောင်ကိုစားနေရိတ်ခါလောင်စာနဲ့စေဝါဝင်ရောက်မှုဆယ်ဘက်ကြာလုံးဝပိတ်ဆို့ထားခဲ့ပြီးမှာ အငတ်ဘေးမဖြစ်စေဖို့စားနပ်ရိခာအခြေခံပမာဏလောက်ခွင့်ပြုသွားမယ်လို့ဝန်ကြီးချုပ်ယုံကထုတ်ပြန်တာဖြစ်ပါတယ်။ဒါကလည်းဟားမတ်စ်ပေါ်ထပ်မံထိုးစစ်ဆင်မှုကိုအထောက်အကူပြုနိုင်မှုလိုအပ်ချက်ပေါ်အခြေခံပြီးတော့ Israel Sitef IDF ရဲ့အကြံပြုချက်အရဆောင်ရွက်တာလို့ဆိုပါတယ်။အာဟာရချို့တဲ့မှုခံစားနေရတဲ့ပုံမှန်တဲ့ကြုံလီနေတဲ့ကလေးငယ်တွေရဲ့ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေထွက်ပေါ်လာခဲ့ပြီးမှဂါဇာလူကြီးနှစ်သက်သမတက်တန်းဟာအငတ်ဘေးစိုက်ရောက်တော့မှဖြစ်တယ်လို့ အကူအညီပေးရေးအေဂျင်စီတွေကထက်တလဲလဲသတိပေးထားကြပါတယ်။ပြင်သစ်နိုင်ငံရေးဝန်ကြီးယန်နိုလ်ဘာရော့ကတော့ဂါဇာကိုအကူအညီတွေချက်ချင်းအမြောက်များအစီအတာမရှိ ဝင်ဝင်ပေးဖို့အစ္စရေးကိုတောင်းဆိုထားပါတယ်။အစ္စရေးဘက်ကထုတ်ပြန်ကြမှာတော့လူသားချင်းစာနာမှုအကူအညီတွေဝေငှရမှာဟားမတ်အဖွဲ့ကထိန်းချုပ်မှုမရှိအောင်လှုပ်ဆောင်သွားမယ်လို့လဲဆိုပါတယ်။ဇင်းဝင်နေ့အစောပိုင်းမှာ IDF ဟာဂါဇာမြောက်ပိုင်းကစစ်ရုံတစ်ခုအပါအဝင် နေရာအများပြားကို လေးချောင်းကတိုက်ခတ်ခဲ့ပါတယ်။ဂါဇာတောင်ပိုင်းခံယူနေမျိုးနဲ့မြောက်ပိုင်းကမြို့ငယ်တွေဒုက္ခသည်စခန်းတွေပါထိမှန်ခဲ့ပါတယ်။24နှစ်အတွင်းမှာ68ဦးထပ်မင်းနဲ့သေဆုံးပြီးတော့362ဦးဒဏ်ရာရတယ်လို့ဟာမတ်ကိုကဲမှုအောက်မှာရှိတယ်။ကျမ်းမာရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ပေါ်ရမင်းသက်လီယိုဆက်လေးရဲ့တင်မြှောက်ပွဲမှာဂါဇာနဲ့မြန်မာနိုင်ငံတို့ဆူတောင်းပေးခဲ့သလိုယူကရိန်းမှာတရားမျှတပြီး ဒွန့်ရှိတဲ့ငြိမ်းချမ်းရေးရရှိပါစေကြောင်းလည်းဆုတောင်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်မှတ်ဖြစ်ပွားမှုတွေကြောင့်အပြစ်မဲ့လူငယ်တွေရဲ့အသက်တွေဆုံးရှုံးနေရပါတယ်လို့ရဟန်းမင်းရဲ့တရားမှာထည့်သွင်းဟောကြားခဲ့တာဖြစ်ပါတယ်။မေလ16ရက်နေ့ကစိန့်ပီတာရင်းမြမှာအခမ်းအနားကျင်းပခဲ့ပြီးတော့ရဟန်းမင်းအဆောင်ရောင်တွေဖြစ်တဲ့တငါးသက်လက်စွပ်နဲ့ပါလီယန်လို့ခေါ်တဲ့တိုးကြီးဆလွယ်ကိုစီရင်ပေးခဲ့ပါတယ်။268ဆက်မြောက်ပုံရဟန်းမင်းဖြစ်လာတဲ့လီယို14ဟာ ကျောင်းတော်တွင်ညီညွတ်ရေးကိုဦးစားပေးပြောကြားခဲ့ပါတယ်။ဘာသာရေးဝါဒဖြန့်တာအာဏာကစားပွဲတွေအတွက် နေရာမရှိစေရဘူးလို့လည်းသတိပေးခဲ့ပါတယ်။ကမ္ဘာသယံစာတာတွေကိုအမျက်ထုတ်ပြီးတော့အစင်းရဲဆုံးလူတွေကိုခြံလက်ထားတဲ့စီဝါရေးစနစ်ကိုလည်းရဟန်းမင်းကဝေဖန်ခဲ့ပါတယ်။တင်မြောက်ပွဲမစမီမှာလီယိုဟာဖုတ်မှုပြီးလို့ခေါ်တဲ့ရဟန်းမင်းစီးတော်ရင်နဲ့ဖေးသက်ကိုလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အခမ်းအနားကိုအမေရိကန်ဒုတိယသမ္မတ JD Vance ယူကရိန်းသမ္မတ Volodymyr Zelensky အပါအဝင် 咁我講兩條咧，都有嘅話嚟咁樣。 အသက်52နှစ်အရွယ်ပြည်ထိုင်တောင်တက်သမားခန်တန်ကူဟာပြီးခဲ့တဲ့ဒင်းငွေနေ့ကအေရက်တောင်ထိပ်ကို16ချိန်မြောက်တက်ရောက်ပြီးတော့သူ့ကိုယ်ပိုင်စံချိန်ကိုချိုးဖြတ်လိုက်ပါတယ်။ဒါဟာတောင်တက်အထူးကျွမ်းကျင်တဲ့ဟိမဝနာဒေသခံရှာပါလို့ခေါ်တဲ့တောင်တက်သမားမဟုတ်သူတွေထဲမှာအများဆုံးစံချိန်လည်းဖြစ်ပါတယ်။ဒေသစံတော်ချိန်မနက်7:00နာရီမှာနီဘောတောင်တက်သမားဒေါ်ဂျီဂယ်ဂျန်နဲ့အတူကူးကတောင်ထိပ်ကိုနောက်တစ်ချိန်တက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။ရှာပါတူဖြစ်တဲ့ ဂါလဂျန်ကလည်းအီရတ်တောင်ထိပ်ကို23ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။အမြင့်မေ2900ကျော်ရှိတဲ့ကမ္ဘာအမြင့်ဆုံးအီရတ်တောင်ထိပ်ကိုအချိန်ရေ30နဲ့အများဆုံးတက်ရောက်နိုင်ခဲ့သူကတော့နီဘောနိုင်ငံသားကာမီရီတာ ဖြစ်ပါတယ်။အခြားတောင်တက်သမားတွေကလည်းခုရဲ့စံချိန်နဲ့အောင်မြင်မှုကိုချီးကျူးခဲ့ကြပါတယ်။အမေရိကန်စွန်စားသူအေဒီယန်ဘယ်လင်ဂျာကတော့ခုဟာဆယ်စုနှစ်နှစ်ခုစာတောင်ပေါ်အတွေ့အကြုံတွေကိုမျှဝေပေးနိုင်ခဲ့တဲ့ ထူးခြားတဲ့သူတယောက်ပါလို့ချီးကျူးသွားပါတယ်။ကမ္ဘာတိုက်ကြီးခုနှစ်တိုက်အမြင့်ဆုံးတောင်တွေကိုတက်ရောက်နိုင်ခဲ့သူတွေထဲမှာပါဝင်တဲ့ဂျော်ဒန်နိုင်ငံသားမိုစတာဖာဆာလာမီကလည်းအံ့ဖွယ်ရပါပဲကန်တန်လို့ရေးသားဂုဏ်ပြုခဲ့ပါတယ်ခင်ဗျာ။2025အီတလီ Open Tennis ပြိုင်ပွဲကြီးရဲ့အမျိုးသမီး Final ပွဲစဉ်မှာ Ancient Tennis မှာ Jasmine Paolinia ပြိုင်ပွဲဖြစ်တဲ့ Coco Golf ကို6-4 6-2ရလနဲ့အနိုင်ရသွားပါတယ်။ တနာရီနဲ့26မိနစ်ကြာမြင့်ခဲ့တဲ့အဲ့ဒီပွဲစဉ်မှာအီတလီသမ္မတဆာဂျီယိုမာတာရယ်လာကိုယ်တိုင်တက်ရောက်အားပေးခဲ့ပါတယ်1985ခုနှစ်တုန်းကရာဖဲလာရဂျီနောက်ပိုင်းပေါလီနီဟာအီတလီ Open Champion ဆုကိုပထမဆုံးပြန်ရယူနိုင်ခဲ့တဲ့အင်ရှင်အမျိုးသမီးကစားသမားဖြစ်လာခဲ့ပါတယ်1930မှာစတင်ကျင်းပခဲ့တဲ့ပြိုင်ပွဲတမိုင်းတစ်လျှောက်ဆိုရင်တော့သရုပ်ထမြောက်အင်ရှင်ချန်ပီယံဖြစ်ပါတယ်အသက်29နှစ်ရွယ်ပေါလီနီဟာ ရှင်စေးကွင်းပေါ်ကအင်ရှင်ချန်ပီယံဆိုတဲ့အိမ်မက်ကိုအနည်း40အကြာမှာအကောင့်ထဲပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအောင်မြင်မှုကြောင့်ကမ္ဘာအဆင့်တတ်မှတ်ချက်မှာလည်းအဆင့်၄နေရာအထိတက်လာခဲ့ပါတယ်။မနစ်ကလည်းဝမ်မဒန်ပြိုင်ပွဲဖိုင်နယ်အဆင့်ကိုပါပေါလီနီကတက်ရောက်နိုင်ခဲ့ပေမဲ့ချန်ပီယံဖြစ်ခွင့်နဲ့တော့လွဲချော်ခဲ့ရပါတယ်။အမျိုးသားဖိုင်နယ်ပွဲစဉ်မှာတော့ပေါလီနီရဲ့တနိုင်ငံသေးသားဖြစ်တဲ့ယန်နစ်ဆန်နာကကမ္ဘာအဆင့်နဲ့ကာလော့စ်အေဂရက်စ်ကိုနှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ရပါတယ်ခင်ဗျာ။ ကော့စတာရီကာနိုင်ငံပေါ်ကိုစီအကျင်းထောင်တဲကိုညဘက်ကြီးမူးယစ်စစ်ခိုးသွင်းတဲ့ကြောင်ကလေးကိုတာဝန်ရှိသူတွေကဖမ်းဆီးကယ်ဆယ်လိုက်ပါတယ်။ကြောင်ကလေးရဲ့ကိုယ်ပေါ်မှာမူးယစ်စင်းထုပ်နှစ်ထုပ်ကိုတွဲပေးထားတာဖြစ်ပါတယ်။ထောင်ထဲကစိမ့်လန့်အေရီယာမှာအဖြူနဲ့အမဲကွက်ကြောင်လေးတစ်ကောင် ပြေးလွှားနေတာကိုထောင်တာဝန်ရှိသူတွေကသတိထားမိခဲ့ပါတယ်။ဘယ်ကမှမသိတဲ့ဒီကြောင်လေးကိုဖမ်းကြည့်တော့မှကြောမှာမူးယစ်စင်းတွေကိုခနာကိုနဲ့တသားတည်းဖြစ်ပြီးကတ်နေအောင်ထုတ်ပိုးတည်ဆောင်လာတာ တွေ့ခဲ့ရတာဖြစ်ပါတယ်ဆေးကြောင်235.65 g ကိုကိန်းခဲနဲ့ crack piece 69.86 g နဲ့လိတ်တော့ဖို့စက်ကူနှစ်ချက်လဲပါဝင်ပါတယ်မွေးရဆေးတွေတင်းစည်းလိုက်နိုင်ပေမဲ့အကြောင်းကလေးကိုတော့ကျမကြီးစစ်ဆေးဖို့အမျိုးသားတရိတ်ဆန်ကျမကြီးဌာနကိုလွှဲပြောင်းပေးထားတယ်လို့သိရပါတယ်နာဂိုမီချီမွေးရကြောင်ကလေးဆိုပြီးတော့လူမှုကွန်ရက်ပေါ်မှာလဲနာမည်ကြီးနေတယ်လို့သိရပါတယ်ခင်ဗျာ ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်နေပါ